မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကိုတိုးရန်ကင်းရေးသားသောခေယုမေသို့မဟုတ်အနုတုခုမလောကကြီးရှားပါအလှသင်္ကေတတစ်ခုဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် 1959ခုနှစ်မြန်မာရုပ်ရှင်လောက၌အတန်တိတ်ရုပ်ရှင်ခေတ်မှအတန်တွဲရုပ်ရှင်ခေတ်သို့ကူးပြောင်းလာပြီးနောက်ပိုင်းငွေရောင်ပိတ်ကားပေါ်တွင်အများဆုံးတွေ့ရသောမေမြင့်မေသိတင်းနေမူជីជីသေးမြင့်မြင့်သေးမြင့်မြင့်ခင်မေဤမြင့်ခင်လေးစွေစသည့်ရုပ်ရှင်မင်းသမီးများကြားအသက်ငယ်ငယ်ရုပ်ချောချောရုပ်ရှင်မင်းသမီးတို့ဖက်ရှင်စတိုင်တစ်မျိုးဖြင့်ပေါ်ထွက်လာသည် ထိုမျိုးသမီးငယ်မှာဂီတနဲ့ရင်ရီယိုတေးသံရှင်ဖြစ်ရက်ဒီကနမယ်ရလာပြီးမှရုပ်ရှင်တွေတို့ကုပြောင်းအခြေချလာသည့်ခင်ယူမေဖြစ်သည်ခင်ယူမေရုပ်ရှင်လောက၌အခြေချခြင်းပြက်ကြိမ်မေဖြစ်ကိုတပိုင်းတပ်ပုံကြီးဖြင့်လူလူစီကရက်ကုမ္ပဏီထုတ်1960ပြည့်နှစ်ပြက်ကြိမ်မျက်နှာစာပေါ်တွင်ခန့်ညားထဲဝါစွာဆွဲဆောင်လျက်ရှိသည်ကိုပြန်ပြောင်းသတိရမိပါသည်ခင်ယူမေကိုရန်ကုန်မြို့နှင့် ဘဥယျစွမ်းအမိဒေါ်ကျဲမြိုင်တို့က1938ခုနှစ်မတ်လ23ရက်နေ့တွင်မွေးဖွားခဲ့သည်။ငယ်နာမည်ကဘီဝါခေါ်မေယုစွမ်းဖြစ်သည်။ရေဒီယိုတေးသံရှင်ခင်ဥစွေ၏အမဖြစ်သည်။ ခင်ယူမေသည်ကြောင်းနေစဉ်ကလေးကအားကစားနှင့်ပကြီရေးဆွဲခြင်းကိုဝါသနာကြည့်ခဲ့သူပြီးပြီးပကြီဆရာကြီး UMD ထံတွင်ပကြီပညာများစီးပူးတင်ယူခဲ့သည်ပကြီပြိုင်ပွဲများတွင်ဝင်ရောက်ရှင်ပြန်ရာစုများချိမြင့်ခြင်းခံရသည်ဤသို့နေလာရင်ကိရစာသူမြို့မသည်နှင့်တွေ့ပြီးတိကျွမ်းရင်းနှီးလာရ၌မြို့မသည်အဘေးတိုက်တော်မူဖြင့်တချင်းတီဆိုဖြစ်သွားသည်တနည်းအားဖြင့်မြို့မသည်ကခေယူမေအားဂိဒနယ်သို့လက်တွဲခေါ်ဆောင်ခဲ့ခြင်းဖြစ်သည် ဆရာတော်ရမောင်လင်္ကာကျော်စွာဆေမြမောင်လင်္ကာကျော်စွာရွှေပြည်အေးစန်းရယာချစ်စွေနဲ့တေးတန်ရှင်ကိုတန်းလိုင်တို့မှသူဤဆရာများဖြစ်သည်မြေလင်းကလေးနဲ့တူပြောပြောတခြင်းမှာခေယုဝေဖို့ဂိဒလောက၌ခြေချရန်ပထမဆုံးမြမအတန်မှတီဆူအတန်လွင့်သောသခြင်းဖြစ်သည်ပရိဒါမျိုးလိုက်နဲ့တွဲဖက်တီဆူထားသောဇုံလွဲသခြင်းဖြစ်သည် တေးတန်ရှင်ကိုမြကြီးဦးဆောင်သောဂီတဗိမာန်ဒူရီယာအဖွဲ့မှနေ၍တီဆိုအတန်လွင့်ခဲ့ရာတွင် သူမ၏တခြင်းတွင်ဓာပြားအများကြီးရခဲ့သည်တူတူရေရိုင်းနေစဉ်ရောမုန်းနမလေးနှုတ်ဆက်လွားမုတ်စီကျော်မြေလေးနဲ့ခေါ်စကားတက်ကသူစသောတခြင်းများယခုထိနမဲကျော်လူကြိုက်များနေစေဖြစ်သည်ထို့ပြင်ကိုမင်းအောင်နှင့်ခင်ယူမေစုံတဲ့တီဆိုထားသောချစ်လွန်းလို့တက်ကသူမျိုးချစ် ကိုတက်ဦးနဲ့ခင်ဦးမေတို့တွဲဖက်တည်ဆိုထားသောချစ်ကြစမ်းပါတခြင်းများလည်းတစ်ချိန်ကအထူးထင်ရှားအောင်မြင်ခဲ့သည်ခင်ဦးမေသည်ရေဒီယိုတေးတခြင်းများတည်ဆိုအတန်လွင့်နေရင်ဒရိုက်တာဦးချင်းစိန်နှင့်တွေ့၍အသက်ရုပ်ရှင်ဇာတ်ကားဖြင့်ရုပ်ရှင်လောကသို့ရောက်လာသည် 1960ဖြစ်နေ၌ဇမုထွန်းရုပ်ရှင်ကုမ္ပဏီကဆိုင်းရီးစရာမောင်သိန်းဤဇလန်းကိုဒရိုက်တာမောင်လာတင်ရိုက်ကူးခဲ့သောစိုးပါနှင့်မေယေဇက်ကတွင်ခင်ယူမေသည်မင်းသားမောင်သိန်းနှင့်တွေ့ဖက်တရုပ်ဆောင်သည် မျက်မော်ဦးရုပ်ရှင်ကဒရိုက်တာကျုံဝင်းရိုက်ခုခဲ့သည့်ချစ်မွားတဲ့အာယုံဇက်ကားတွင်မင်းသားကျော်မြင့်အောင်နှင့်ခေယုမေတွဲဖက်သရုပ်ဆောင်သည်ထိုဇက်ကားများတွင်ခေယုမေ၏သရုပ်ဆောင်ချက်များမှာတွက်လက်ချက်ချပြီးရုပ်ရှင်ချစ်သူများအားကြည်မွအောင်ဆွဲဆောင်သွားသည်ခေယုမေသည်ဒရိုက်တာကျော်ဆွေနှင့်ဇက်ကားအတော်များများတွဲဖက်ရိုက်ခုခဲ့သည်ပထမဆုံးမင်းသားကျော်ဆွေနှင့် စတင်ရိုက်ခုခဲ့သောဇက်ကားမှာကျော်ဆွေကြီးချက်ပြီးဒရိုက်တာလေးမောင်၏လက်ရာစောရမင်းသားဖြစ်သည် ဒီနောက်ပိုင်းခင်ယူမေသည်မေအမီပြောင်းကမင်းသားကျော်ဆွေနှင့်သာတွေ့ဖက်၍မချူသာသည်ပုံမမာဒီမြတ်တာလန်ပလဲမြက်၏စသည့်အစစ်မြင့်ဇကားများကိုသာရိုက်ကူးတော့ရာကျော်ဆွေနှင့်မေတွေ့ဖက်သေုပ်ဆောင်သောဇကားတိုင်းမှာယုံရှံပြီးပရိတ်သက်အထူးဆွဲမှတ်ခဲ့သည်ပလဲမြည်မြင်ဝဲကျဲဇက်ကားတွင်ခင်ယူမေသည် အထူးခြားဆုံးအပီပင်ဆုံးသရုပ်ဆောင်ခဲ့သည် ထို့ကားတွင်ခေယူမေသည်အမာဆိုသည့်ကြီးရွာသူမင်းကလေးဖြစ်ပါဝင်ခဲ့သည်ခေယူမေသည်မေဆိုသည့်နာမည်တစ်လုံးနှင့်လည်းစကားတော်တော်များများရိုက်ကူးခဲ့သည်နောက်ပိုင်းတွင်ခေယူမေဆိုသည့်နာမည်ကိုပြန်၍သုံးသည်ခေယူမေသည်တရုတ်ဆောင်လောက၌1962ခုနှစ်မန္တလေးရုပ်ရှင်ဒရိုက်တာလှမြည်ကိုပိုင်မြတ်တာဇာကား၌တစ်ကြိမ် 1995ခုနှစ်မင်းသူရိန်ရုပ်ရှင်ဒရိုက်တာစာရေးဆရာဦးသူခရီရွှေကြီးငွေကြီးတန်းမာလို့ဇာကားနိုင်တဲ့ကြိမ်အကယ်ဒမီရွှေစင်ရုပ်စုမင်းသမီးစုစုခူးရရှိလိုက်သည်ခင်ယူမေသည်ရုပ်ရှင်ဇာကားကြီး82ကဗီဒီယို9ကရုပ်မြင်သံကြား2ကရိုက်ကူးခဲ့ရာတွင်ရိုက်ကူးပေးခဲ့သောဒရိုက်တာများမှာဦးချစ်စိန်ဆရာဒုက္ခတာကရိုပန်းတာတင်ရွှေမြင့်စိုးတင်းညွန့်ဝင်းဦး ေဝမ်မောင်လာမျိုးမောင်မောင်တောင်းမင်းနိုင်မြက်လီကျော်ဆွေဥတင်ယုမောင်ဝနမိဘစသူတို့ဖြစ်သည်ခေဥမေကိုရိုင်းဒရိုင်တာလောက်ကရိုက်ကူးခဲ့သောဇကာနကမှာအချစ်ဆုံးမုံးပြင်းနဲ့တကြောပြန်တို့ဖြစ်သည်ရုပ်ရှင်တက်တန်းတခြားခေဥမေသည်ရုပ်ရှင်မင်းသားဝင်းဦးနဲ့တေဦးလီပြေမောက်ငူစေတကားတဲ့သာတွဲဖက်ရိုက်ကူးခဲ့တော်လဲမင်းသားရွှေဘနဲ့တကြိမ်တခါမျှတွဲမရိုက်ဘူးပဲသူမ၏ထူးခြားချက်ပင်ဖြစ်သည် ခေယုမေသည်ရှစ်တန်းကျောင်းသူဘွားကပင်တချင်းစပြီးဆိုခဲ့သည်မူလကရုပ်ရှင်မင်းသမီးလောက်ရန်လုံးဝစိတ်မကူမိပဲဤသုံးလုံးရုပ်ရှင်ကုမ္ပဏီကတူမ၏တမူထူးခြားလှပသည့်တပ်ပုံများကိုမြင်တွေ့သွားရမှဒရိုက်တာဦးချင်းစိန်နှင့်ဥပခန့်ကိုလိုက်လာပြီးမင်းသမီးလှုပ်ရန်အားပေးတိုက်တွန်းသဖြင့်မထင်မှတ်ပဲရုပ်ရှင်လောကထဲရောက်ရှိသွားရသည်။ပကြီးဝါသနာပါသောခင်ယူမေသည်အချုပ်လို့ကြွန့်ကျင်ပြီးအဝတ်အစားများကိုကိုယ်တိုင်ဖျက်ရှင်ထွင် ိုယ်တိုင်ချုပ်လို့ဝစ်စင်တတ်သူလေးဖြစ်သည် သူမသည်မှုရုံပိတ်ပြောင်ပေါ်တွင်အနားတဝက်ပွင့်ထိုးပုံစံဒီဇိုင်းလေးများဖြင့်ဝစ်စားစင်တတ်သူမှုရုပ်ရှင်တွေကခေဥမေဤဖက်ရှင်ကိုအပြင်လောကမှာအမျိုးသမီးငယ်များကလိုက်အတူခိုးဝစ်စင်တတ်ကြသဖြင့်ခေဥမေဖက်ရှင်ဟုပင်ခေါ်ခဲ့ပူသည် ထမိန်တူတူဝတ်တတ်သောခေဥမေကို အားကြပြီးအမျိုးသမီးများထမိန်တူတူလိုက်ဝတ်ဖူးသည်ကိုလည်းသတိပြုမိပါသည် အနုတုခုမလောကဤရှားပါအလတင်ကိတာတစ်ခုဖြစ်သည့်သူမဤငယ်ရုပ်စဉ်အသွင်ဆန်းသေယုတ်ဆောင်ချက်ကလေးများကိုအလွမ်းမြေကြည်ကျင်သောအခါမြမရုပ်မြင်သံကြား Channel K မြဝရီရုပ်တံနဲ့ MRTV4 စသည်တို့မှပြန်ပြတတ်သည့်ဇကာဟောင်းတကားနှကားစလောက်မှသာမြင်ရပါတော့သည်အဆိုတော်ရုပ်ရှင်သေယုတ်ဆောင်ထက်စင်အကယ်ဒမီခေယူမေဤအနုပညာအလှပများသည့်၎င်းပင်ကိုယ်တဘာဝအလှနှင့်တကွတောက်ပကြည်လင်သောမျက်လုံး ဟော်ရွေချုံမင်းသောအပြုံညိတ်လေးအင်းရွယ်သောတေးဆိုတန်များသည် သူ့ကိုချစ်သောတေးချစ်သူများရုပ်ရှင်ချစ်သူများနှလုံးသားဝယ်အတွန့်ရှည်စွာဆွဲဆောင်ထားအုံးမိမှအမှန်ပင် ဖြစ်တော်သည်ဒီဗီဒီယိုလေးကိုစုံထီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတွားကြပါအောင်ရှင် နောက်ဗီဒီယိုလေးဒီမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်